အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးကတော့မေတ္တာစိတ်ပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတော့ကမဟာရမြိုင်တော်ကြီးအတွင်း၌သမင်မောင်များစွာကိုကောင်းဆောင်နေတဲ့ရွှေသမင်ကြီးတကောင်ရှိလေတယ်ရွှေသမင်ကြီးဟာလွန်စွာချစ်ခင်နှစ်သက်ရပြီးစိတ်တူကိုယ်တူရှိသည့်သမင်မတကောင်နဲ့ပေါင်းတင်ရင်သမင်မောင်များစွာကိုတရားနှင့်အညီစီမံအုပ်ချုပ်နေတယ် တဲ့ရက်မှာတော့ခေါင်းဆောင်ရွှေသမင်ကြီးဟာသူ့ဤခြေစနီးအပါအဝင် နောက်လိုက်သမင်များနဲ့အတူတောကြီးအတွင်အစာရှာရန်ထွက်လာခဲ့ကြလေတဲ့တနေရအယောင်မိုးစိုးတော့ဥထောင်ထားတဲ့ကြော်ကွင်းတွင်ရွှေသမင်ကြီးမိသားရှာလေတဲ့ရွှေသမင်ကြီးဟာကြော်ကွင်းတွင်မိနေသော သူ့ခြေတော်ကိုလွတ်အောင်အာသွန်ခွန်ဆိုင်ရုပ်ထွက်ကြည့်ရာ ခိုင်မာသောကြော်ကွင်းကြီးဖြစ်နေ၍ရုံးလေနာကျင်လေဖြစ်ပြီးအေးပြားများသာဆုတ်ပြဲသွားလေတော့တဲ့ကြော်ကွင်းမှာမူပြတ်တော့မသွားပေ ထက်မှန်ရဲ့အာဆိုင်ယုံကြည်ရာပြန်ယုံရာကျော်ကွင်းကအသားတဲ့ထိနေဝင်သွားလေ၍ရွှေသမင်ကြီးလည်းနာကျင်သည့်တံကို မခံနိုင်တော့ပဲကျဲလောင်စွာအော်ဟစ်လိုက်လေတဲ့ခေါင်းဆောင်ရွှေသမင်ကြီးက ကျဲလောင်သည့်အသံအော်ကြောင့်နောက်လိုက်သမင်များလည်းထိတ်လန့်ကထွက်ပြေးသွားကြလေတဲ့ထွက်ပြေးသည့်အခါတွင် ပါသွားသောရွှေသမင်ကြီးဤဇနီးသမင်မဟာအချင်းလေးတို့ကို ပြက်ကြီးမိရာသူခင်ဘိုးသမင်ဖိုးကြီးမှအနေရနှင့်ကြုံနေ၍အော်ဟစ်နေတာကို တွေ့မြင်သွားပြီးသမင်ကြီးထံအမြန်ပြေးလာခဲ့တော့တယ်။ ခင်မွန်းဖြစ်သူရွှေသမင်အဖိုးအိုကြီးသည်အဖြစ်ဆိုးကို တွေးလိုက်ရတဲ့အခါသမင်မလေးလည်းယဉ်ထုမနာဖြစ်ပြီးငိုကြွေးမိတော့တယ်။အဲဒီနောက်မှာတော့ငိုကြွေးနေတာကိုရက်၍သမင်ဖိုကြီးကိုအားပေးစကားဆိုပါတယ်။မစိုးရင်မနဲ့အရှင်နာကျင်တာတွေဆုံးယွန့်တာတွေခဏတီးခံပါအောင်နော်။ကြော်ခွင်းပိုင်ရှင် မုတ်ဆိုးရောက်လာရင် အကျိုးအကြောင်းပြောပြပြီးကျမတောင်းပန်ပါမယ်။နောက်ဆုံးတောင်းပန်လို့မရရင်လည်းအရှင်ကိုစားကျမအသက်နဲ့လဲပြီးကာကွယ်ပေး းပါမယ်အရှင်ကတော့ခေါင်းဆောင်ကောင်းဖြစ်လို့အများအကျိုးအတွက်လောက်ခံရမယ်တာဝန်ရှိပါသေးတယ်ဟူ၍တမင်မာလေးကခင်ဖို့ဖြစ်သူရွှေတမင်ကြီးစိတ်ဓာတ်မကြရန်အဘိစကားပြောလျက်သွေးထတန်ယိုဖြစ်နေတဲ့ခြေတော်ကိုဖေမဘေးကလဲကြမသွားစေရန် ထိန်းနေရှာပါတော့တယ်ဟဲ့အချိန်မှာကြော်ကွင်းထောင်ထားတဲ့မိုးဆိုးကြီးရောက်လာရာတမင်မာလေးလည်းရွှေတမင်ဖိုလ်ကြီးအတွက်အသက်ဘေးကွယ်မယ်ဟုဆုံးဖြတ်ချက်ချလိုက်ပြီးမိုးဆိုးကြီးရှေ့မှာဒူးထောက် က်ပြီးတောင်မန်စကားပြောဆိုလေတော့တယ်။မောက်ဆိုးကြီးရဲ့အခုကြော်ကွေးမှမိနေတဲ့ရွှေသမင်ကြီးဟာကျမရဲ့ချစ်ခင်ဘုံဖြစ်တယ်လို့ဒီတော်ထဲမှာရှိတဲ့သမီးအပေါင်းကိုလည်းတရားနဲ့အညီခေါင်းဆောင်မှုပေးနေတဲ့သူတော်ကောင်းကြီးပါ။အားလုံးဟာဒီရွှေသမင်ကြီးကိုအားထားနေရတဲ့အတွက်သူသေးရင်အားလုံးဒုက္ခရောက်ရတော့မှာပါ။ခေါင်းဆောင်ကြီးကိုလွှတ်ပေးပြီးကျမကိုပဲဖမ်းလိုက်ပါမောက်ဆိုးကြီးလို့သမင်မာလေးကရွှေသမင်ကြီးဤကြီးမားသော ောကုံကျေးဇူးများကိုပြောပြကအတနာခံနေလျရဲ့ချွတ်သမင်းကြီးကိုစားသူ့ကိုဖမ်းရန်မုတ်ဆိုးကြီးထံတွင်တတိရှိစွာတောင်းဆိုနေပါတော့တယ်။ ်မုံဆိုးကြီးလည်းမကြောင်မွေယွန်းရဲဝန့်စွာပြောလာတော့တမင်မာလေးရဲ့စကားကြောင့်လွန်စွာအံ့ဩသွားလေတဲ့သားကောင်များကိုပြစ်ခက်ဖမ်းဆီးတက်ဖြစ်နေတော့လေအကျဉ်းနာနှလုံးသားရှိသောမုံဆိုးကြီးမှာစဉ်းစားနေခဲ့တော့တဲ့အင်းလူသားဖြစ်တဲ့မိမတွေတောင် လေးယောက်ကြအတွက်အသက်ကိုပေးစွန့်ကြတဲ့သူအင်မတန်ရှာပါပါပြီဒီတမင်မာလေးကတော့အများကိုကောင်းဆောင်နေတဲ့သူခင်ပွန်းအတွက်အသက်ကိုပင်ရဲဝတ်စွာပေးဆက်နိုင်တာအံ့ဩစရာ ပါပဲဒီတော့တမင်တို့ရဲ့ခေါင်းဆောင်ကိုရောတမင်မာလေးကိုပါငါမဖမ်းရတော့ပါဘူးနှကောင်စလုံးကိုအသက် ချမ်းသာပေးလိုက်ပါတော့မယ်လေ။ဟူ၍မုတ်ဆိုးကြီးအတွေးဝင်သွားပြီး သူဤနှလုံးသားလည်းပဂရီနူးညံ့သွားကသမင်ကြီးခြေထောက်တွင်ညစ်တွင်နေဝင်နေသည့်တရေချိုးကိုညင်သာစွာ ဖြုတ်ပေးုံမကဒံယာကိုပါတတရစေရန် ပြုစုကူတာပေးလိုက်ပါတော့တယ်။သမင်မလေးလည်းမြေတားကိုအခြေခံသော အနစ်နာခံလိုစိတ်ထရှိခြင်းကြောင့်မိုးဆိုးကြီးတွင်လည်းမြေတားတည်းများကုဆတ်ကရွှေသမင်ကြီးနှင့်သမင်မားတို့ကို လွတ်ရာကိုတော ခွင့်ပြုလိုက်ပါတော့တဲ့ရွှေသမင်ကြီးလည်းမုတ်ဆိုးကြီးကိုလွန်စာကျေးဇူးတင်သွားပြီးအသက်သခင်ကျေးဇူးရှင်ကိုကျေးဇူးပြန်ဆက်တဲ့အနေဖြင့်သူတွေ့ရှိထားတဲ့အဖို့တဗရမများတစ်လုံးကို မုတ်ဆိုးကြီးထံပေးကကျေးဇူးတုံ့ပြန်လိုက်ပါတော့တဲ့ရန်သူမိတ်ဆွေမချအသက်စာရှိခြင်းအနစ်နာခံခြင်းမေတ္တာထားရှိခြင်းသည်နှစ်ဦးနှစ်ဖက်အတွက်ကောင်းကျိုးချမ်းသာများကိုတိုးပွားစေနိုင်ကြောင်းမုတ်ဆိုးကြီးနှင့်ရွှေသမင်တို့က အာပြတ်သားသွားခြင်းဖြစ်ပါတယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်